PPN ရဲ့ညနေခင်းသတင်းများကိုတိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးတိုင်းမိထီလာမြို့ရှိစစ်တပ်ပိုင် အမှတ်၁တမတော်အကြီးစားဆက်ရုံမှအရာရှိစစ်သည်အကုန်လုံးနှိပါဟာလုံခြုံရေးနဲ့ရှေ့တန်းလိုက်နေရတာကြောင့်ဆက်ရုံအတွင်းလူမကြံတော့ပဲထုတ်လုပ်ရေးလုပ်ငန်းများကိုအရက်သားဝန်ထမ်းများဖြစ်တာအဓိကောက်ဆောင်ရွက်နေရလို့သိရပါတယ်။မိထီလာအခြေဆိုင်အမှတ်၁တမတော်အကြီးစားဆက်ရုံ တက္ကသ1အတွင်းပုံမှန်အားဖြင့်အမြဲတမ်းစစ်တီ150ကျော်အရတားဝင်တဲ့300ခန့်တို့ဖြင့်ထုတ်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့တော်လဲအနာသိမိနောက်ပိုင်းကစလို့အဆိုပါတက်မှစစ်တီများဟာမိထီလာတက်နယ်အတွေ့ရှိမြင်းချံတောင်သာဝမ်းတွင်းနဲ့မလိုင်ဒေတာရီတာမကတပိတ်ကြီးမြို့နယ်တွေအထိပါစစ်စစ်ရေးလိုက်နေရတယ်လို့သိရပါတယ်။ဒါ့အပြင်တော်လည်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်ရာနေရာမြင်းချံတောင်သာဒေတာတဝိုက်ကိုစစ်ကြောင်းထိုးရာနဲ့ လုံခြုံရေးဆောင်ရွက်ရမှာလဲအဆိုပါဆက်ယုံမှာစစ်တီတွေပါအပါတခြားတက်နယ်အတွေ့ရှိလက်ယုံစစ်တီတွေနဲ့သာစုဖွဲ့ဆောင်ရွက်နေရကြောက်ထိခိုက်ကြောက်ဆုံးမှုတွေများတယ်လို့လည်း၎င်းမှဆက်ပြောပါတယ်အဆိုပါအမှတ်၁တက်မတော်အကြီးစားဆက်ယုံဟာစစ်ကောင်စီတပ်တွင်ထောက်ဖို့သုံးစစ်ကားများတာမကတန်ကြက်ကရည်များကိုပါထုတ်လုံးနေတဲ့ဆက်ယုံတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာ28နှစ်ကြာလက်လွတ်ခဲ့ရပြီးစစ်ကောင်စီတပ်ဆွဲထားတဲ့ ထိကပ်ပလဲစခန်းကို KNN နဲ့ KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့ညနေပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဘဟိုကဒီနေ့ထုတ်ပြန်ပါတယ်။မန်နယ်ပလော့ဌာနချုပ်မှာစုခွာခဲ့ရပြီးနောက်ထိကပ်ပလဲစခန်းကို1995ခုနှစ်မေလမှစတင်ပြီး KNU ဌာနချုပ်အသစ်အဖြစ်ပြောင်းရွှေ့ထူထောင်ခဲ့တော့လဲနှစ်နှစ်မပြည့်ခင် 1998ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီကထပ်မံကျူးကျော်တိမ်ပိုက်ခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီက28နှစ်ကြာကျူးကျော်တပ်ဆွဲခဲ့တဲ့ထိကက်ပလန်စခန်းကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN နေကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ဥဆောင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့မှာပြန်လည်တိမ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားရှိ စစ်ကောင်စီတပ်ဆွဲထားတဲ့စခန်းကြီးငယ်တွေကို KNN အနေနဲ့မဟာမိတ်ပူပေါက်တပ်တွေကမတ်လမှစတင်ပြီးစတိုက်တိုင်းပိုင်းလျက်ရှိရာ21ရက်မှာစစ်ကောင်စီရဲ့ဝေါ်လီပြူဟာစခန်းဥက္ကရေထစခန်းနဲ့ထီးသက်လေစခန်းတွေသာကျန်ရှိတော့တာဖြစ်တယ်လို့သတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းရင်းနယ်ကျောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီနေ့ထုတ်ပြန်ထားပါတယ်။မေလ28ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းဟာကြောက်ပတောင်းမြို့နယ်စီပင်ပြူရွာမှပြူစောထီးရီနယ်ပူပေါင်းပြီးအင်အား150ခန်းနဲ့ရေနံချောင်းမြို့နယ်တာလူကန်ကျေးရွာဖိုးကိုလမ်းမလာချင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါစစ်ကြောင်းကလုံမေရှိုကျွရမှပြည်သူတအူးအင်တော်ကျွရမှပြည်သူတအူးတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်ကန်တာရွာတဲ့ကျွရနဲ့လုံမေရှိုကျွရမှနေအိမ်15လုံးကိုလည်းမီရှုဖျက်ဆီးသွားခဲ့ကြောင်းနဲ့ရက်20ကြာစစ်ကြောင်းလှည့်ပတ်ထိုးပြီးဇွန်လ16ရက်မှာကုန်းအံဖောက်ကွဲလက်မှပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။အဆိုပါထိတွေ့တိုက်ခိုက်မှုတွေကို People's Defense Force ရင်းနှီးကြောင်း YNGPDF တမမြေ Special Column ရင်းနသာကော်လန်နဲ့အင်တော်တိုက်နယ်ပါကဖာတို့ကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ PBN ရဲ့ညနေခင်းသတင်းများကိုတိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမသူစာပါ။